အတိုက်ခံခေါင်းဆောင်မာရီယာကော်ရီနာမာချာဒိုနိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခံရပြီးတဲ့နောက်ရပ်ပိုင်းအတွင်းဖီနီဇွဲလာကနော်ဝေမြို့တော်အော်စလိုမှာရှိတဲ့၎င်းရဲ့တန်ယုံကိုပိတ်လိုက်တယ်လို့အော်တိုဝါ73ရက်မှာထုတ်ပြန်ခဲ့ပါတယ်။တန်ယုံပိတ်လိုက်တာဟာ ဗင်နီဇွဲလာရဲ့ပြည်ပတန်ယုံတွေကိုပြန်လည်ဖွဲ့စည်းတဲ့စိတ်ပိုင်းအဖြစ်လှုပ်ဆောင်တာဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒါပေမဲ့မာချာတိုနိုဘယ်ငြိမ်းချမ်းရေးဆုရရှိတဲ့ကိစ္စကိုထုတ်ပြန်ကြမှာဖော်ပြထားခြင်းမရှိခဲ့ပါဘူး။ဗင်နီဇွဲလာကအော်စတြေးလျမှာရှိတဲ့၎င်းရဲ့တန်ယုံကိုလည်းပိတ်ခဲ့ပါတယ်။ဒါပေမဲ့လည်းဘိုးကျကြီးဆိုတဲ့ဖိအားပေးမှုတွေကိုတိုက်ဖြတ်ရမှာမာဗျူအာမြောက်မေဖတ်နိုင်ငံတွေလို့ယူဆတဲ့နိုင်ငံတွေဖြစ်တဲ့ဇင်ဘာဝေ၊ဘာကီနာဖာဆိုတို့မှာဗင်နီဇွဲလာတန်ယုံတွေကိုဖွင့်လိုက်တယ်လို့ထုတ်ပြန်ကြမှာဆက်လက်ဖော်ပြထားပါတယ်။ဗင်နီဇွဲလာဟာအော်စလိုမြို့ ို့မှာရှိတဲ့၎င်းရဲ့တန်ရုံးကိုပိတ်လိုက်တယ်လို့နော်ဝေနိုင်ငံသားယဝင်ကြီးဌာနကအော်တိုဝါ23ရက်ကထုတ်ပြန်ခဲ့တဲ့ဆိုပေမဲ့ဗင်နီဇွဲလားတန်ရုံးပိတ်လိုက်ရတဲ့အကြောင်းပြချက်ကိုဖော်ပြခဲ့ခြင်းမရှိတာဖြစ်ပါတယ်။နောက်နောက်ရစရာကောင်းပါတယ်။ကိစ္စရဲ့အများပြားမှာကွဲပြားချက်တွေရှိနေပေမဲ့လည်းနော်ဝေကဗင်နီဇွဲလားနဲ့အတူဆွေးနွေးကြမှာလို့ဖော်ပြခဲ့ပါတယ်။